။ဘာအတွက်သုံးလဲဆိုရင်ဒီ Illustrator ကိုကြတော့ logo တွေ brand mark တွေ graphic illustration တွေဒါကြီးဆွဲဖို့သုံးပါတယ်။နော်ဒီ InDesign နဲ့ဒါကြီးလာဆွဲခြင်းလို့မရအောင်နော်သူတွက်က voucher တွေ book sale တွေ new letter တွေအဲကြော်ညာတွေ magazine တွေ business card တွေဒါတွေတုံးဖို့အတွက်အဲဒီဒါ InDesign မှာတော့ဒီဟာတွေအုံဖို့အတွက်အဓိကယူရထားတာဖြစ်တဲ့အတွက်ဒါတွေအဓိကတုံးရပါမယ်ဒါတွေတုံးလို့ကောင်းပါတယ်ဆိုတော့ပြောတာပါပြီးသွားရင်ဒီ Photoshop ကကျတော့ photo editing နေ တပ်ပုံတွေပြင်မယ် watch banner တွေဆွဲမယ် UI design တွေဆွဲမယ် video graphic တွေ web page တွေဒါတွေဆွဲဖို့အတွက်သုံးပါတယ်အဲ့တော့တချို့ drone များမိတယ် Photoshop နဲ့ဘာကွာလဲအာ page maker နဲ့ဘာကွာလဲ Illustrator နဲ့ဘာကွာလဲဆိုရင်အခုဒီချက်လေးတွေဟိုဒီချက်လေးတွေတည်သွားပြီဆိုရင်နားလဲလောက်မယ်လို့ထင်ပါတယ်အဲ့တော့တခုပြောပြရရှိတာ page maker တော့မပါသေးဘူးเนาะ page maker ဒီထဲမှာအထင်မပြောထားသေးဘူးအဲ့တော့ page maker နဲ့ InDesign နဲ့ဘာကွာလဲဆိုရင် page maker ကအာကျွန်တော်တို့ဒီလွန်ခဲ့တဲ့10နှစ်လောက်ကလေးကထုတ်ထားတယ်10နှစ်လောက်ကလေးကထပ် ပြီးတော့ update မလုပ်တော့တဲ့ software တခုပါအဲ့တော့ illustrator အော်ဒီ indesign ကတော့ဟိုနှစ်စဉ်နှစ်စဉ် update လုပ်တယ်နော်အခုဆို2021အာ cc 2021 software ရှိနေပါပြီဒါ